ခုအားလုံးလည်းပညာရဲ့အရေးပါပုံကိုသိသွားကြပြီဆိုတော့ဆက်ပြီးတော့မိကုံးအစီအစဉ်လေးလည်းရှိသေးတာကြောင့်မို့လို့ဆက်သွားလိုက်ကြရအောင်ပထမဦးဆုံးမိကုံးကဗာလဲဆိုရင်တော့ဒီပညာရဲ့ရင်ပေါ်တဲ့တင်ကပြာမှာဗာဆက်ကိုပါဖော်ပြပါသေးတယ်လေလို့မိရပါတယ်အဖြေကတော့သုံးခုပေးရပါတယ်ပထမတစ်ခုကကြတော့ဇုနတ်တင်နီဆက်ရဲ့နံပါတ်1ကဟတ်တိပါလာဆက်ရဲ့နံပါတ်3ကဘူရီဒက်ဆက်ရဲ့ဆိုပြီးဖြစ်ပါတယ် ဲ့တော့အဖြေကကြတော့ဒီကိုကန်ပြိုမှာဖြစ်တဲ့အတွက်ကြောင့်ဒီကိုကန်ပြိုက950နီးပတ်တော်ဝီသတိနီးပတ်33ရောက်ဖြစ်တဲ့ဟတ်တိပါလာဆက်တော်ကိုရွေးဖက်ထားကြောင်းမို့လို့အဖြေမှန်ကတော့ဟတ်တိပါလာဆက်ဖြစ်ပါတယ်။နံပါတ်1မေကွန်ကကြတော့ဒီဆာဆိုရှင်မဟာရထတာရာကတဲ့ဘဲရွေးမှာအိုးဘက်ပဲအိုးဘက်သမီးရောချီကပြောက်ကိုရေးခဲ့ရပါလေတဲ့။ တက16နှစ်နှစ်က10နှစ်362နှစ်နံပါတ်1ကကြတော့16နှစ်ကကြတော့သူက16နှစ်သားရွယ်မှာဘူရီတက်လင်ကယူရေးသားခဲ့တာ10နှစ်မှာကကြတော့ဒီအိုးဘဲဘဲအိုးဘဲသမီးတော်ရေးသားခဲ့ပြီးတော့ဒီ62နှစ်ကကြတော့သူပြန်လွန်တော်မူရဲ့နှစ်ပေါ့เนาะအဲ့တော့အဖြေကတော့နံပါတ်1ဖြစ်ပါတယ် နောက်ထပ်နံပါတ်3ကကြတော့ဒီတန်ကတော့စာဆိုရှိမဟာသီလဝန်တာဒီရဲ့တက်တော်62နှစ်တွင်ပြည်မြို့တွင်ကွယ်လွန်ပါသည်ဆိုတော့အဖေကမှားပါတယ်ရှင်။သူကဘာလို့လဲဆိုတော့သူကွယ်လွန်တဲ့အဲနာမည်ကပေါ့နော်စာဆိုရှိမဟာအာရထတာရဖြစ်ရမှာသူကရှိမဟာသီလဝန်တာဖြစ်နေတဲ့အတွက်ကြောင့်မှားပါတယ်။နံပါတ်4ကကြတော့ဒီရှိမဟာရထတာရဤနောက်ဆုံးပြုမှာတံဝရပြုဖြစ်ပါသည်ဆိုတော့သူကြီးသားခဲ့တဲ့နောက်ဆုံးပြုကတံဝရဆိုတာမှန်ပါတယ်။ ။နမတ်၅ကားကြတော့ဒီရှင်မဟာဗုဒ္ဓတာရာကြီးမျိုးရဲ့မှာတဲ့ပြည်မျိုးတဲ့အင်းဝါမျိုးတောင်တွင်းကြီးရဲ့အဲ့တော့အဖြစ်မှန်ကားကြတော့အင်းဝါမျိုးဖြစ်ပါတယ်။ပြည်မျိုးကားကြတော့ဟာရှင်မဟာဗုဒ္ဓတာရာပြန်လွန်တော်မူခဲ့တဲ့နှစ်ဖြစ်ပါတယ်။အဲ့တော့အဖြစ်မှန်ကနမတ်နှစ်အင်းဝါမျိုးဖြစ်ပါတယ်။ နမမေကုန်းနံပါတ်6ကိုဆက်သွားမယ်ဆိုရင်အင်းဝါခစ်တွင်သားတဲ့အသုံးများပြီးတော့ဒီခုခစ်တွင်မသုံးတော့စကလုံးမှာတဲ့အဖေကအသုံးပြရပါတယ်နံပါတ်1ကပနာသားတဲ့နှစ်ကကုံသွဲသုံးကစီဝါချမ်းသာအဲ့တော့အဖေမှန်ကပနာသားဖြစ်ပါတယ်ပနာသားဆိုတာကအင်းဝါခစ်မှာဒီပိနေသေးလို့ဆိုတဲ့အသုံးနှုန်းဖြစ်ပါတယ်နောက်ထပ်မေကုန်းနံပါတ်9ဒီကောနမခုမှာဘာလို့မရလဲဆိုရင်ဒီကိုကန်းပြို့တီရဲ့950ဝိပတ်တော်တဲ့တွင်နဲ့ ကိုလမြောက်ဖြစ်သောအဋ္ဌပါဠိဆက်ကိုတဲ့ရေးဖွဲ့ထားခဲ့ပါတယ်တဲ့အဲ့တော့အဖြေမှန်က73ခုဖြစ်ပါတယ်ကြံသေးရဲ့မိကုံးများကို18 CI ကနေပြီးတော့ဖြေချပြီးသွားမှာပဲဖြစ်ပါတယ်ရှင်ပညာရှိသူကိုမြင်ရပင်နှိမ့်ကြပါစေမနှိမ့်ကြပဲပညာခုံကြောင့်ထင်ရှားလာနိုင်ကြောင်းကိုစာဆိုကကလပ်ဖြင့်ပြုပြမှာပေးဖော်ပြတာပါသည်အဖြစ်မှာတော့နံပါတ်1ဖြစ်ပါတယ်နံပါတ် ။သမန်ဆိုသောစကားကိုစာဆိုကမြည်သည့်အထိတ်ပဲပူဆောင်၍ပြပြသည်မည်။အဖြစ်မှာနမတ်ဖြစ်ပါယ်။ပညာရေးပွဲလေခြင်းခပြာတွင်ဖခင်ဖြစ်သူကတောထက်လို့တော့ခွက်လက်အားခွက်လက်ကိုငယ်သေး၍မသားစေခြင်းသာဖြစ်သည်အဖြစ်မှာနံပါတ်1ဖြစ်ပါယ်ဟထဘာလာပြုသည်ခွက်လက်ကြောင့်သုဒ္ဓမတာပြုဟုခေါ်သည်အဖြစ်မှာကနံပါတ်3ဖြစ်ပါယ် ပညာရေးဘွယ်လက်တင်ကဗျာသည်လေးကျိုးကဗျာအမျိုးအစားဖြစ်သည်အဖေကမှပါ誒ပညာရှိတို့သည်နှင်းချကနေတဲ့ကြောင့်ကိုဥပမာပေးထားသောတစ်ခုကိုရွေးယူပါအဖေမှာတော့နံပါတ်1ဖြစ်ပါ誒နံပါတ်2သည်ပထမအရွယ်အငယ်တော်ကပညာရေးရေးဘွယ်လက်တင်လေးစာပိုင်းသည်မြည်သည့်အတိတ်ဘယ်ကိုဆောင်သည်နီး အဖြစ်မှန်နံပါတ်2ဖြစ်ပါတယ်။နံပါတ်5ရှင်မဟာရထသာရရေးခဲ့သောဒေါ်လာတစ်ခုမှာဟောလက်ဒေါ်လာဖြစ်သည်။အဖြစ်မှန်နံပါတ်2ဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြည့်နေတဲ့အားလုံးပဲတိုက်ခတ်သူဝင်နေဆောင်ပွဲချီးကိုကောင်းမှုစွာဖြည့်ဆည်းနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါရပျော်ရွှင်နဲ့စကြည့်ရက်လေးတွေကိုပိုင်းဆိုင်နိုင်ကြပါစေရှင်။